အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီ career based ICT အဲ professional training ကနေကျွန်တော်ချုပ်ပြန်လေးချုပ်ဆိုပါရခင်ဗျာအဲဒီနေ့မှာတော့ကျွန်တော် laptop တွေမှာပါဝင်တဲ့အသုံးဝင်တဲ့ feature လေးအကြောင်းကိုကျွန်တော်ဆက်ပြီးရှင်းပြပေးပါမယ်โอเคကျွန်တော် laptop မှာဆိုရင်အရင်ဆုံးပေါ့နော်ကျွန်တော်ပြောစရာရှိတာကျွန်တော်ဘာရှိမလဲဆိုတော့ keyboard ပေါ့နော်အဲ keyboard ရှိမယ် keyboard တွေကကျွန်တော်တို့ computer တစ်လုံးနဲ့တစ်လုံးပေါ်မူတည်ပြီးတော့ပေါ့နော်သူ့ရဲ့ brand တွေမတူတာနဲ့အများ keyboard တွေမတူပါဘူးပြီးတော့ keyboard တွေမတူသလိုကျွန်တော်တို့ key တွေပေါ့နော် key တွေပါဝင်မှုတွေလည်းမတူပါဘူးတကယ်လို့ အလူဂျင်းတို့လည်းတော့ဥမာဒဲဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့က F1 ဆိုတဲ့နေရာမှာပေါ့နော်ဒီ F1 ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီမှာ display တွေကိုကျွန်တော်တို့အရွှေပြောင်းလုပ်လို့ရတယ်ပေါ့နော် display တွေချိတ်ဆက်တဲ့အခါကျရင်သူ့ကိုအသုံးပြုလို့ရတယ် F2 ကတော့ကျွန်တော်တို့ဒီမှာဆိုရင်မြင်နေရတာကအာဒီဟာက Wi-Fi မှာ Wi-Fi အပိတ်ဖွင့်လုပ်လို့ရတဲ့ခလုတ်လေးပါ Okay F3 ကတော့ကျွန်တော်တို့ touchpad ကို disable လုပ်တာဖြစ်ပါတယ် ဒီ F4 ကတော့ကျွန်တော်တို့ down arrow လေးဖြတ်ထားတာတွေ့ပါလိမ့်မယ်အဲ့ဒါကကျွန်တော်တို့ decrease brightness ပါ brightness ကို short ချပေးတာဖြစ်ပါတယ်အ F5 ကတော့ကျွန်တော်တို့ increase brightness ပါ brightness ကိုကျွန်တော်တို့အကေဆုံးအထိမြင့်ကျင်အဲ့လိုဒီ F5 ကိုတုံးလို့ရပါတယ်ပြီးတော့ F6 ကတော့ကျွန်တော်တို့ဒီတချင်းတွေပိုင်းဖွင့်တယ်အနောက်ကိုပြန် previous ပေါ့နော် previous ကိုပြန်ကြော်တာ F9 ကတော့ကျွန်တော်တို့ဟိုတချင်းကိုခဏရက်ပြီးတော့ play တာပေါ့နော် okay ပြီးတော့ကျွန်တော်တို့ဒီ F10 ကတော့ကျွန်တော်တို့အရှိတ်ကိုကြော်တာ F11 F12 ကတော့ကျွန်တော်တို့ follow အတူရှော့ပါခုနောက်ဆုံးမှာရှိတဲ့ဒီဘောနော်ဒီမှာ cross sign ပြရတဲ့ဟာကတော့ကျွန်တော်တို့ new လောက်တာပါအဲ differentiation တွေကအတုံးဝင်လာဆိုတော့အတုံးဝင်ပါတယ်ဗျဒီ feature တွေကိုတည်ထားမယ်ဆိုရင်ကျွန်တော်တို့ကပြဖို့မှာနေမယ်နော်ကျွန်တော်တို့လုပ်လို့ရတဲ့ feature တွေအများကြီးရှိပါတယ်ဗျဆိုတော့ဒီဟာကိုတော့ computer ဒီ laptop အသုံးတဲ့လူတိုင်းပေါ့နော်မတည်မဖြစ်တည်ဖို့လိုပါတယ်အဲ differentiation တွေကိုသုံးမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုသုံးလို့ရလဲဆိုတော့ fn keyboard ကပေါ့နော်ဒီမှာ keyboard ကနေဒီ fn key လေးကိုဖိထားပြီးတော့ဒီ f1 ကိုကျွန်တော်တို့ဒီဟာကိုဖိမယ်ဒါကိုနှိပ်မယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့သုံးနေတဲ့ ဟာလေးကိုဒီ FNK လေးကိုထောက်ပြီးတော့ဒီ app 2ကိုတကယ်လို့ကျွန်တော်နှိပ်လိုက်မယ်ဆိုရင် wifi disable ကြပြီးတော့ကျွန်တော်တို့ဘက်မှာတကယ်လို့ internet device ချိန်ထားရင် internet device ပြုတ်ထွက်တော့မှာဖြစ်ပါတယ် okay အဆိုရင်ကျွန်တော်အသေးစိတ်ပြန်ပြီးတော့စာနယ်ရှင်းပြတာရှိပါတယ်ဒါကကျွန်တော် dev ဟော laptop ပေါ့နော် dev laptop မှာပါတဲ့ keyboard ဖြစ်ပါတယ်တကယ်လို့ Lenovo တို့ Acer တို့ဆိုရင်တော့ဒီလို interface တွေတူမှာမဟုတ်ပါဘူးအဲကြရင်တော့ကိုယ့်ရဲ့ Lenovo မှာပါပါလေးပါလဲဆိုတာကိုတခြားကြည့်ပြီးတော့မှဒီ app နဲ့တွဲပြီးတော့ဒီ function key ကိုသုံးသင့်ပါတယ် diffraction key တွေအသုံးဝင်ပါတယ်နော်ဟုတ်ကဲ့အဲဒီအရဆို F1 နဲ့ F1 ဆိုကိုမြင်ပါလိမ့်မယ် F1 နဲ့ F1 ဆိုရင်ကျွန်တော်တို့ဒီ switch multiple display projector mode အဲ standard mode duplicate အဲ duplicate လောက်တာတွေပါလောက်လို့ရတယ်နော်ဆိုလိုတာကဒီဟာကိုကျွန်တော်တို့ပေါ့နော်အခုကျွန်တော်လက်တွေ့ကျွန်တော်ပြပြပါမယ် okay အခုကျွန်တော် F1 နဲ့ F1 ကိုကျွန်တော်နှိပ်လိုက်ပါပြီနှိပ်လိုက်တဲ့အခါကျတော့ကဘာပြောလဲဆိုတော့ PC screen only တာတွေကအဓိကအပြည့် F1 နဲ့ F1 ကကျွန်တော်တို့ဒီပေါ့နော် multiple display တွေပြတဲ့အခါ projector တွေမှာသုံးတဲ့အခါသုံးပါတယ်ဆိုတော့ PC screen only ဆိုတော့ကျွန်တော်တို့ဒီပါ PC တစ်ခုပဲမြင်ရမယ်အဲဒီပါ duplicate ဆိုရင်ကျွန်တော်တို့ကဒီကနေပြီးတော့ပေါ့ဒီ laptop မှာ HDMI တစ်ချောင်းကို HDMI တစ်ပေါ်ထိုးပြီးတော့ကျွန်တော်တခြား desktop တစ်ခုနဲ့ join နေရတယ် join ထားတယ်ဆိုရင်ကျွန်တော်တို့ laptop မှာအခု carrier base ဆိုတဲ့ဟာကြီးပေါ်နေရဆိုရင်ဟိုဘက်က display းမှာလည်းတွားပြီးတော့ carrier base ဆိုပြီးတော့ပဲတွားပြီးတော့ပေါ်တဲ့အနေအထားဖြစ်ပါတယ်။ Okay extended လို့ကျွန်တော်ပြောလိုက်ပဲဆိုရင်တပါပြလဲဆိုတော့အခုဒီမှာ carrier base ICT professional training လို့ကျွန်တော်ဒီမှာပေါ်နေပြီမြဲ extended လို့ပြောတဲ့အခါကျရင်သူကဟိုဘက်မှာတက်တက်တီးတက်တခြားပေါ့နော်သူ Microsoft ဝဖွင့်နေလားအဲ့ဒါတွားဖွင့်နေလို့ရတယ်။ပြောမယ်ဆိုရင် application ကို separate လုပ်ပြီးတော့သုံးလို့ရတော့ extended လို့ပြောပါတယ်။ပြီးတော့ screen screen second screen only ကကြာတော့ကျွန်တော်တို့ဒီပေါ့နော်ပထမဆုံးကျွန်တော်တို့ဒီ display ကို ပွားယူခံရတယ်ပေါ့နော် parents computer မှာ display ကမပေါ်တော့ဘဲနဲ့ second အနေနဲ့ကျွန်တော်ချိတ်ဆက်လိုက်တဲ့ u d hdmi ကနေထုတ်လိုက်တယ်ထုတ်ပြီးတော့ချိတ်ဆက်လိုက်တဲ့ monitor မှာပဲတွားပြီးတော့ပေါ်တာမျိုးဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်ဒီ mode တွေကိုတည်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ display ရရတော့ဟိုအဆင်ပြေတာသုံးလို့ရပါတယ်တကယ်လို့ကိုကဟို height ပေါ့နော်ဒီ resolution ကိုကျွန်တော်တို့လိုချင်တယ်ဆိုရင်တော့ HDMI ကိုသုံးဖို့ကျွန်တော်အကြံပြုပါတယ်အဲတကယ်လို့ကိုက display ကိုမြင်ုံပဲအဆင်ပြေရဆိုရင်တော့ VGA cable ကိုသုံးလို့ရပါတယ် โอเคကျွန်တော် laptop ဒီ screen နဲ့ပတ်သက်ပြီးတော့เนาะဒီ display နဲ့ display ကျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော် HDMI ကျိုးလေးကိုပြပေးပါမယ်โอเคဒါကတော့ HDMI ဖြစ်ပါတယ်သူကတော့ဒီကျွန်တော်အရှေ့အဖြစ်ပြောမယ်ဆိုရင် high definition high ဒီ FHD high definition UHDR multi my ဒီ multi VGR interface เนาะโอเค ဖြစ်ပါတယ်ရုပ်ထွက်ပိုင်းအနေနဲ့ဆိုရင် high high quality ပေါ့နော် high resolution quality support ပေးပါတယ် okay နောက်ဆိုထပ်ပြီးတော့ကျွန်တော်တို့ VGA ကိုတစ်ချက်ကြည့်အောင် VGA cable VGA cable VGA ကတော့ကျွန်တော်တို့ဒီလိုပုံစံဖြစ်ပါတယ် okay ဒါကတော့ VGA cable ဖြစ်ပါတယ်ကျွန်တော်တို့ laptop မှာလည်း VGA ပေါ်ပါတယ်ဆိုရင်သုံးလို့ရပါတယ် desktop မှာလည်းကျွန်တော်တို့ကဒီ motherboard နဲ့ကျွန်တော်တို့ computer နဲ့ပေါ့နော် LAN join တဲ့အခါကျရင်ဒီ VGA cable ကိုသုံးပါတယ် โอเคเนาะ DVG cable ก็ยกถั่วผู้ยกถั่วผู้ตัวก็ต้องล่ะเนาะโอเคตัวมาเป็นอาพิษเนาะตัว15เป็นป่าบาเลยเนาะ15เป็นป่าบาเลย โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ F1 နဲ့ F2 ပေါ့နော် F1 နဲ့ F2 ကကြတော့ကျွန်တော်တို့10 on 10 off wifi နဲ့ bluetooth တွေကိုကျွန်တော်တို့ပိတ်ဖြတ်တာဖြစ်ပါတယ် F1 နဲ့ F3 ကတော့ disable enable touchpad ပါဆိုတော့ touchpad ဆိုတော့ကျွန်တော်တို့ကမြင်နေရတဲ့ဟာပေါ့ဒီက pointing device ကျွန်တော်တို့ကတကယ်လို့ touchpad ကြီးဖွင့်ထားရဲဆိုရင်တချို့ဆိုရင် keyboard ရိုက်နေနေပေါ့နော်ကာစားဟူသွားတီးသွားဖြစ်နေရရှိပါတယ်ဒီလိုကျွန်တော်တို့ touchpad ကို disable လုပ်ပြီးတော့မောင်းနဲ့တီးတန်းသုံးမယ်ဆိုရင် touchpad ကြီးကိုပိတ်ထားလို့ရပါတယ် touchpad ကိုဒီလို disable လုပ်ချင်တဲ့အခါကျရင်ကျွန်တော်တို့ဖာသုံးလို့ရလဲဆိုတော့ F1 နဲ့ keyboard က F1 ကိုဖိပြီးတော့ တကယ်လို့လူကြီးမြေ laptop ကဒဲဖြစ်တယ်ဆိုရင် FN ကိုဖိပြီးတော့ကျွန်တော်တို့ app 3ကိုနှိမ့်လိုက်တာအခုမြင်နေတဲ့ touchpad က disable ဖြစ်ပြီးတော့ကျွန်တော်တို့လက်နဲ့ထိချင်တယ်လို့ထိပါသူက pointer ရွှေ့ရှာမှာမဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့သူကျွန်တော်တို့ disable လုပ်လိုက်လို့ပါ okay နောက်ပြီးတော့ f and f4 ပေါ့နော် f and f4 ကကျတော့ကျွန်တော်တို့ decrease lcd brightness ပေါ့နော်အလေးနေကို decrease လုပ်ချင်တဲ့ short ချင်တဲ့အခါကျရင်ကျွန်တော်တို့ f and f4 ကိုတွဲပြီးတော့နှိပ်ပေးရပါတယ်ကိုကဘယ်နှစင်း short ချင်တာလဲပေါ့မူတည်ပြီးတော့ဟိုကိုက set down set down နှိပ်ပေးပြီးတော့ short လို့ရပါတယ်နော်ဥပမာဒီလိုမျိုးပေါ့နော် f and ဖို့ဒါဆိုရင်အဲဒါဆိုရင်ကျွန်တော်အခုဒါတစ်စင်ချင်းရှော်နာဖြစ်ပါတယ်ဖိထားပြီးတော့တကယ်လို့ကျွန်တော်ပြတ်တင်ခြင်းရင် F5 နော် F5 နဲ့ F5 ကိုပြီးပြီးတော့ F5 ကိုပြန်နှိပ်လိုက်လို့ရှိရင်ကျွန်တော် laptop လေးပြန်ပြီးတော့လင်းလာတာကိုတွေ့ရပါလိမ့်မယ် နောက်တစ်ခုကကျတော့ FN နဲ့ FA FN နဲ့ FA ကကျတော့ကျွန်တော်တို့တချင်းနေပိုင်းဖွင့်ထားရဲဆိုရင် previous ကိုပြန်ပြီးတော့ sheet တစ်ပုဒ်ကိုပြန်သွားတာပေါ့နော်ပြီးတော့ FN နဲ့ F9 ကကျတော့ play လုပ်မယ် pause လုပ်မယ်တချင်းတွေကိုရက်မယ် play မယ်ပြန်ဖွင့်မယ်ပေါ့နောက်တစ်ခုကကျတော့ FN နဲ့ F11 မှာ FN နဲ့ F11 ကကျတော့ကျွန်တော်တို့ decrease volume အတန်ကို short တာဖြစ်ပါတယ် okay ကျွန်တော်လက်တွေ့ပြပေးပါမယ် FN ကိုကျွန်တော်အခုဖိထားပါတယ်ပြီးရင်ကျွန်တော် F11 ကိုကျွန်တော်နှိပ်နေပါပြီဒါဆိုရင်ကျွန်တော်ရဲ့ဒီ sound volume ကရော့ကျသွားတာတွေ့ရပါလိမ့်မယ်နော် screen မှာလေ okay ဒါဆိုရင်ကျွန်တော် FN နဲ့ F12 ကိုပြန်နှိပ်တဲ့အခါကျရင်ကျွန်တော်ရဲ့ sound volume ုံကပြန်ပြီးတော့ဟိုဖိထားမယ်ဆိုရင်တောက်လျှောက်တက်လာတော့တွေ့ပါလိမ့်မယ်ဆက်တော့ဆက်တော့ဆိုတစ်ချက်ချင်းတက်လာတော့တွေ့ပါလိမ့်မယ်နော်ဟိုဥမာရုံးမှာကျွန်တော်တချင်းတစ်ခုဖွင့်ထားတယ်အရှိချီအဲ့တဲ့ရုံးကြလာဆိုကျွန်တော်တစ်ခါတည်းပိတ်ဖို့အတွက်ပေါ့နော် mouse တွေပါတယ်ကျွန်တော်တို့ live video ရှာနေကြမလို့ keyboard ကနေ fn နဲ့ဒီ cross sign လေးပေါ့နော်ဒီ cross cross ဟာလေးရှိတယ်ဒီကောင်လေးဒါလေးကိုကျွန်တော်ဒီလိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ sound က disable ဖြစ်တော့မှာဖြစ်ပါတယ်ပြန်နှိပ်လိုက်မယ်ဆိုရင်နော် sound က enable ပြန်ဖွင့်လာတော့တွေ့ရပါလိမ့်မယ် โอเคနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ laptop မှာပေါ့เนาะအသုံးဝင်တာရှိပါတယ်အဲ့ဒါပါလဲဆို docking station ပါ docking station ကနောက်တနည်းအားဖြင့်သူ့ကိုဘယ်လိုခေါ်သေးလဲဆိုတော့သူ့ကို port replicator လို့ခေါ်ပါတယ်ဘာကြောင့်လဲဆိုတော့ laptop motherboard ကကျွန်တော်တို့ဒီ extend port ပေါ့ဆိုလိုတာက PCIe ပေါ့နော် PCIe လို့ဟာမျိုးကျွန်တော်တို့ display card တွေစိုက်ဖို့နော်အဲ graphic card တွေစိုက်လို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီအခုဒီလိုမျိုးပေါ့နော် multiple display တွေတုံးချင်တယ်နောက်ပြီးတော့ USB တွေလည်းကျွန်တော်တို့ထပ်ပြီးတော့ computer မှာ upload လုပ်ချင်တယ်နော်အများဆုံးကျွန်တော်က scanner လည်းချိန်ချင်တယ် printer လည်းချိန်ချင်တယ်အဲ့လိုမျိုးပေါ့နော်အဲဒီ USB external hard drive လည်းတုံးချင်တယ်အဲ့လိုအချိန်မျိုးမှာကျွန်တော်တို့က USB port တွေလည်းတုံးဖို့လိုလာပြီပြီးရင်ကျွန်တော်တို့က computer ကိုလည်းနှလုံးသုံးလုံးချိန်ချင်တယ်ဆိုရင် display port တွေလည်းလိုလာပြီဒီလိုအချိန်မျိုးမှာကျွန်တော်တို့ Docking station တုံးပါတယ်နော် โอเคဒါဆိုရင်သူ့မှာဘာတွေပါလဲလို့ကျွန်တော်ကြည့်အောင်သူ့မှာဘာပါလဲဆို DVI DVI ဆိုတာကတော့ကျွန်တော်တို့ DVI နဲ့ display port တစ်ခုပါပဲเนาะဒီပါပါ DVI DVI port ပါပါတယ် DVI port ကလည်းကျွန်တော်တို့ display port ပါနောက်တစ်ခုကကျွန်တော် VGA port ပါ VGA port ကကျွန်တော်တို့အရှိအသင်ကန်းစာမှာကျွန်တော်ပြောထားတဲ့အတိုင်းပဲအဲ15 port ပါเนาะ15 port ပါတယ်အဲ VGA female connector ပါ female connector ကျွန်တော်တို့ကတကယ်လို့အဲ့အရာကိုကျွန်တော်တို့ကတခြားပါเนาะပြန်သုံးမယ်ဆိုရင်ကျွန်တော်ဟိုတစ်ခေါက်ကျွန်တော်ရှေ့သင်ကန်းစာမှာကျွန်တော်ပြထားတယ် VGA male connector ကိုကျွန်တော်တို့ဝယ်ပြီးတော့ပြန် join ပြီးတော့သုံးမှာဖြစ်ပါတယ်နောက်တစ်ခု ကကျတော့ထပ်ပါတာပါလိပါလဲဆိုတော့ဒီမှာ USB ပေါ်တွေပါပါတယ်။အများဆုံးအဖြစ်ကျွန်တော်တို့က USB တွေကို mouse သုံးမယ် keyboard သုံးမယ်ပေါ့နော် mouse သုံးမယ် keyboard သုံးမယ်ဆိုရင်အဲကျွန်တော်တို့ laptop မှာ USB ကအကုန်လုံးဖြစ်ပါပြီ။အဲ့ဒီအချိန်မှာကျွန်တော်တို့ကထပ်ပြီးတော့ stand alone printer လေးတုံးချင်တယ်ဆိုရင် USB ပေါ်အလုံးဝမရှိတော့ပါဘူး။ဒီကြားထဲမှာ printer က stand alone ဖြစ်တဲ့အတွက်ကျွန်တော် scanner ကိုလက်သက်သက်တစ်ခုပေါ့နော်ဝယ်ရတယ်။စူပါဆိုအဲ့လိုဖြစ်လာတဲ့အခါကျရင်ကျွန်တော်တို့ scanner scanner အတွက်လည်းထပ်ပြီးတော့လိုလာပါပြီ။ โอเคလိုလာပြီဆိုတော့ကျွန်တော်တို့မှာပို့ရမရှိတော့ကျွန်တော်တို့ဒီ USB 2ပေါ့လောလောဆယ်လိုနေပါပြီဆိုတော့ထပ်ပြီးတော့ကျွန်တော်တို့ instant နဲ့ hard drive ပေါ့နော် copy ကိုကူးမယ်ဗာလုပ်မယ်အဲကျွန်တော်တို့ဒီ file ကို copy ကူးမယ်ပြန်ထည့်မယ် save ပြီးတော့တင်မယ်အဲ့လိုလုပ်တဲ့အခါကျကျွန်တော်တို့ထပ်ပြီးတော့ဒီ USB ပေါ့တပေါ့ထပ်ပြီးတော့လိုပါတယ်အဲ့လိုလိုလာတဲ့အခါကျကျွန်တော်တို့ computer မှာလုံးဝအသုံးပေါ့ထပ်ပြီးတော့မရှိဘူးပေါ့နော်မရှိတဲ့အခါမျိုးမှာကျွန်တော်တို့ကအဲ့လိုမျိုး docking station ပေါ့နော်ဒီလိုဒီလိုဟာမျိုးသုံးလိုက်သုံးချင်အားဖြင့်ကျွန်တော်တို့ကဒီပြဿနာမျိုးဖြေရှင်းနိုင်ပါတယ် okay ဘာအတွက်သုံးတာလဲဆိုရင်တော့ဒီမှာကျွန်တော်ပြောပြထားပါတယ် multi display ပေါ့နော်ဒီ display တွေခွဲတဲ့အခါမှာသုံးတယ်ပြီးရင် keyboard တွေသုံးကျင်တယ် mouse တွေသုံးကျင်တယ် scanner တွေသုံးကျင်တယ်ပြီးရင်အဲ disk drive တွေပေါ့နော် optical drive တွေပါတယ်ကျွန်တော်တို့ထပ်ပြီးတော့သုံးကျင်တဲ့အခါမျိုးမှာတက်ဆင်ပြီးတော့သုံးကျင်တဲ့အခါမျိုးမှာဒီ docking station သုံးပါတယ်အဲ docking station ကသူကအကန့်သတ်ရှိပါတယ်တချို့ dev မှာဆိုရင်လည်းသူက model တချို့ model တွေပေါ့နော်သူရတဲ့ model ကဟိုရှားပါတယ် model ရှားပါတယ် နော်ဒါမဲ့အကုန်လုံးပြောမယ်ဆိုထုတ်ထားတဲ့ brand light တော့ support ပေးရမဟုတ်ပါဘူးကိုဝယ်တဲ့ laptop ဒီ model က docking station တုံးကြရမရဆိုတော့ကျွန်တော်တို့ official website မှာတွားပြီးဆက်စစ်ပေးဖို့လိုပါတယ်တကယ်လို့တုံးမယ်ဆိုရင်တော့ကျွန်တော်တို့ laptop မှာ laptop မှာပါတဲ့ slot နဲ့ဒီမှာလာပြီးတော့ join လိုက်ရုံမှာနောက်ပြီးတော့တခြားတီးတန်တခြားပေါ့နော်ဘာတွေတုံးနေရလဲ external HDD ပေါ့နော်ဒါတွေတုံးနေရတယ်ပြီး USB stick တွေ printer တွေပြီးရင် audio speaker ဘာလို့ဆိုတော့ audio port လည်းပါတယ် โอเคနောက်တစ်ခုကကျွန်တော်တို့ laptop မှာအသုံးဝင်တဲ့ feature တော့ဗာလဲဆိုတော့ security security feature ပေါ့နော်အဲ laptop မှာကကျွန်တော်တို့ကဒါအများသောအဖြစ်တော့မတိကြဘူးပေါ့နော်ဒါပေမဲ့ laptop တွေမှာအဲ pin board တွေမဆိုပေါ့နော်ကျွန်တော်တို့မှာဒီ security feature ပါပါတယ်ဆိုလိုတာက physically အရာပေါ့နော်ဒီဟိုကျွန်တော်တို့ဥမာထားပါတော့ကျွန်တော်တို့က အဲတခုခုပေါ်တင်ပြီးတော့ဗောနော laptop အသုံးနေရဒါပေမဲ့ကျွန်တော်က laptop security ပိုင်းမခံထားဘူးဗောနော security ပိုင်းမခံထားတဲ့ခါကျရင်တုံဆုံးတယောက်ကကျွန်တော်တို့က laptop ကိုအလွယ်တကူမှပြီးရွှေ့သွားလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ကတကယ်လို့ security ခံထားမယ်ဆိုရင်ဒီ laptop ရေတုံဆုံးတယောက်ရဲ့ရွှေ့ခြင်းခိုးယူခြင်းမှာကျွန်တော်တို့ကာကွယ်နိုင်ပါတယ်ဆိုတော့ laptop ကကျွန်တော်တို့ security device အဖြစ်လဲကျွန်တော်တို့ဒါအဆင်ပြေရောဗောနော်ဆိုတော့ကျွန်တော်တို့ security device ကိုအသုံးဖို့အတွက်ကို ပါလို့လဲဆိုတော့အများသောအားဖြင့်တော့ကျွန်တော်တို့ similar line bicycle တော့ပါအဲဒီစပိန်ကိုခတ်တဲ့တော့ပေါ့နော်စပိန်ကိုခတ်တဲ့အဲလော့ပေါ့နော်အဲ့လော့ဂျိုးကိုကျွန်တော်တို့ဝယ်ပြီးတော့ဒီ laptop ရရဲ့ဒီ down လေးတွေမှာအများသောအားဖြင့်ကျွန်တော်တို့ strategically လော့လေးပါပါတယ်အဲ့လော်လီမှာကျွန်တော်တို့တက်ဆင်ရပါတယ်တက်ဆင်ပြီးတော့ကျွန်တော်တို့ကလူတွေအလွယ်တကူယူပြလို့မရမယ်ပေါ့နော်ဥပမာစပွဲကုံရဲ့ခြေတောက် ဟာမျိုးပေါ့နော်ရွှေပြိုပြောင်းလို့ရွှေလိုပြောင်းလို့မရနိုင်တဲ့အရာဝတ္ထုတွေမှာကျွန်တော်တို့ချိတ်ဆက်ပြီးတော့တက်ဆင်ပြီးတော့တောခတ်လို့ရပါတယ်ပေါ့နော်တုံတူလို့ရပါတယ်ပြောမစို့ညာစပန်ကုန်ခြေတော့ကကျွန်တော်တို့ကအမြဲတမ်းရွှေပြောင်းတာမဟုတ်တဲ့အတွက်ဒီ device ကအသေးဖြစ်တယ်ဆိုတော့တစုံတစ်ယောက်ကခိုးပြီးတော့ယူမယ်ဆိုရင်လည်းဒါကြီးကိုမရွှေဘူးပါလေမလွယ်ဘူးလေနော်ယူလို့အလွယ်တကူယူလို့မရဘူးအဲ့လိုခြေနေမျိုးမှာကျွန်တော်တို့တုံးပါတယ်ဒီဟာလေးကိုတော့များသောအားဖြင့်ကျွန်တော်တို့ပေါ့နော်အပြေမှာတကယ်လို့ဥမာပွဲပြီးပါရှိရပေါ့နော် ID ပွဲတစ်ခုခုတက်တယ်ကျွန်တော်တို့ကခုံလေးပေါ်တင်ထားတဲ့ခြေမျိုးမှာစပွဲဝိုင်းလေးတစ်ခုနဲ့ခု ံလေးပုံ laptop တင်ပြီးတုံးနေရတဲ့အခြေမျိုးမှာအဲ့လိုမျိုး lock ခတ်ထားခြင်းအဖြစ်ဥပမာကျွန်တော်ကဒီကွန်ပျူတာကြီးကိုကျွန်တော်တို့ထားခဲ့ရဲ coffee table တွားယူမယ်ဆိုရင်ကျွန်တော်တို့ကွန်ပျူတာပျောက်ဆုံးခြင်းဖြစ်နိုင်ပါတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဟာကိုရှောင်ချဖို့တော့ကိုအဲဒီ laptop မှာကျွန်တော်တို့ဒီ security device လေးကိုတက်ဆင်ခြင်းအဖြစ်ကျွန်တော်တို့ကအဲကိုယ့်ရဲ့ကွန်ပျူတာပေါ့နော်ဒီအလွယ်တကူဆုံးရှုံးခြင်းခိုးယူခံရခြင်းမှာကာကွယ်နိုင်ပါတယ် okay ပါโอเคပါအဲ့ဆိုကျွန်တော်ဒါကတော့ laptop ရဲ့ဒီအသုံးဝင်တဲ့ feature ပါเนาะ feature တွေအကြောင်းကိုကျွန်တော်ပြောသွားတာဖြစ်ပါတယ် တော့တင်ကစားမှာကျွန်တော် expansion slot ပေါ့နော် expansion slot တွေအကြောင်းကိုကျွန်တော်ထပ်ပြီးတော့အဲကျွန်တော်ဆွေးနွေးပြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်